တောက်ကြသားသမီးများတွေဒီ2025ခုနှစ်ကလက်ကျပ်နှစ်လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေကံကြမ္မာအခြေအနေများကိုအရင်ဆုံးဘေးရင်ကိန်းနဲ့ဟောပြောပေးပါမယ်။အဲပြီးတဲ့အခါမှာတဲရော့ကတ်လေးနဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးပါပဲဖြစ်ပါလေခင်ဗျာ။ဒီမှာကျွန်တော်အရင်ဆုံးစပြီးတွေ့လိုက်ရတာကတော့တောက်ကြသားသမီးများဟာဒီနှစ်လတာကာလတွင်မှာဖုံးကန်နေမြင်မာလို့လာပါလိမ့်မယ်။နာမည်ကုန်တဲ့င်းနေ ကြော်သောလို့လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကို တွေ့ရပါတယ်။နောက်အလိုပဲလူမျိုးကြားဘာသာကြားတွေရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်ပါတယ်။နိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတဲ့သူတွေကလည်းပဲအဆင်ပြေမှုတွေရှိလာနိုင်တယ်လို့နိုင်ငံရဲ့ခြားမှာရောက်ရှိနေတဲ့သူတွေကလည်းပဲအဆင်ပြေမှုတွေရလာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။အဲ့တော့နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေတတ်တဲ့ပုံစံမျိုးတွေကို တွေ့ရပါတယ်ခင်ဗျာဒါပြေတောက်ကြသားမိများကိုမှားကျင်တာကဒီနှစ်လတာကာလတွင်မှာစိတ်တက်ပိုင်းကတအားကိုအရေးကြီးပါတယ်အဲ့တော့စိတ်တက်တွေတက်ကြွနေမယ်ကိုကိုကိုယုံကြည်မှုတွေမြင်မာနေတဲ့သူတွေက တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်စိတ်တက်တွေကြာနေတာတွေစိတ်ပြည့်အားငယ်နေတာမျိုးတွေရှိနေခဲ့မယ်ဆိုရင်တော့အဲအဆင်မပြေဖို့တွေနဲ့တူ ဒီလိုပဲရုံးကန်နေရလိမ့်မယ်လို့တွေးရပါတယ်။ဒါအပြင်လူအများရဲ့ချစ်ခင်ယုံကြည်မှုတွေကိုရရှိစေပါလိမ့်မယ်။နောက်မျက်နှာပွင့်လန်းမှုတွေလည်းပဲရှိလာပါလိမ့်မယ်။လူချစ်လူခင်တွေပေါ်များလာလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။ကဲတော့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင် ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ live လုပ်ပေးပါအောင်။ဒါ follow မလုပ်ရသေးတဲ့သူများကလည်းပဲပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျွန်တော်ဟောကြားပေးပါမယ်။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူပင်စရာလေးတွေတော့ဖြစ်ပေါ်စေတတ်ပါတယ်။ငွေမဝင်တာမဟုတ်ဘူးဝင်မယ်။ရနိုင်တဲ့လမ်းကြောင်းတွေကလည်းရမယ်။ဒါပေမဲ့ငွေကြေးအတွက်လည်းနည်းနည်းခေါင်းပူစရာလေးတွေစိတ်ရှုပ်စရာလေးတွေအခက်အခဲလေးတွေကိုတော့အနည်းနဲ့မြ ကြုံတွေ့လာရနိုင်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာအလုံးနဲ့ပတ်သက်ပြီးတော့ကြီးတဲ့အခါမှာအလုံးမှာပြဿနာလေးတွေဖြစ်ပေါ်စေတတ်တယ်။နောက်ကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေတာမျိုးကြီးခဲ့တဲ့သူတွေရဲ့ညှို့ညင်မှုခံရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ဒါအပြင်ဒီနလတာကာလာတွေမှာများသောအားဖြင့်အိမ်နဲ့သဟဇာတာမတည့်တာမျိုးတွေလည်းပဲဖြစ်နေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဒီနလတာကာလာတွေမှာခရီးကိစ္စလေးတွေမှာ မတည်မကျဖြစ်နေတာပါတယ်အဲ့တော့နည်းနည်းလေးကြံ့ကြာခက်ခဲမှုလေးတွေရှိရပါတယ်ဒါပေမဲ့အောင်မြင်ပါလိမ့်မယ်ခဗျာဒါအပြင်ဒီနလာတာကာလတွေမှာကျမ်းမာရေးပိုင်းတွေဟောမယ်ဆိုရင်တော့ကျမ်းမာရေးပိုင်းကကောင်းလိုက်မကောင်းလိုက်ဖြစ်နေတာပါတယ်ဒါတော့လည်းနည်းကယူဆရမယ့်အပိုင်းတွေမှာကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့ခြေအနေတွေလည်းပဲပါပါတယ်ခဗျာအဲ့တော့ပညာရေးပိုင်း အားနည်းနေပါတယ်။ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့တရားခရုတဆိုင်နဲ့စ조사လုပ်ကန်ဆောင်ရွက်ဖို့လည်းပဲဒီနေရာကနေအကြံပြုပေးလိုပါတယ်။ဒါအပြင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအတော်လေးအားနည်းနေတဲ့ဒါလာပိုင်းခြားတွေကိုရောက်နေပါတယ်။ကိုယ်တိုင်ကိုပဲဘာသာရေးအလုပ်တွေမှာသိပ်ပြီးတော့စိတ်မပါတာမျိုးမလုပ်ချင်တာမျိုးမလုပ်ဖြစ်တာမျိုးတွေရှိနေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဒါကတော့ တောက်ကြသားသမီးများအတွက်ဒီနှစ်လတာကာလအတွင်းမှာအများဆုံးကြုံတွေ့ရနိုင်တဲ့အကြောင်းအချက်လေးတွေကိုဗီဒင်ဂိမ်းနဲ့ကြော်တော့ကြည့်ပြီးတော့ထောပြောပေးခြင်းပဲဖြစ်ပါတယ်။အဲလိုပဲဒီနှစ်လတာကာလတော်တွင်းမှာဘလို့ထူးထူးခြားခြားအဖြစ်ပြက်တွေဘာတွေကြုံတွေ့ရနိုင်အောင်မလဲ။ဒါဘလို့ရေရရာတွေကိုစောင့်ရဲသင့်ပါလဲဆိုတာကိုတေရော့ကတ်လေးနဲ့ကျွန်တော်အကြံပြုလမ်းညွှန်ပြီးဦးပါမယ်။ ဖြစ်ပါတယ်တဝူးချင်းတယောက်ချင်းရဲ့ဘီရင်ဂိမ်းကန်းတွေကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘီရင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံဘူးစော်ဖာတဝူးကိုနှစ်ပေါင်းကျပ်ယူပါတယ်ခင်ဗျာနောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကအခုဒီနိုဝင်ဘာလရဲ့လာစားမိုင်းနဲ့ကျွန်တော်ရန်ကုန်မှာရှိပါမယ် ကျွန်တော်နဲ့အပြစ်မှာလူတွေးတွေးဆုံမေးမြန်းခြင်းတဲ့သူများကကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စီရင်ပေးပြီးတော့လာရောက်တွေးဆုံမေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ကနေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုကျွန်တော်ရဲ့ video application လေးထဲမှာတင်ထားတာရှိပါတယ် Play Store မှာစောရံထွန်းဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ video application လေးကို download ဆဲကနေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily haul တွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့တပတ်စာဟောစတန်းတွေတစ်လစာဟောစတန်းတွေတစ်နှစ်စာဟောစတန်းတွေကိုလည်းပဲတနေရာထဲမှာ တစုတည်းတစီတည်းကြည့်လို့ရအောင်စီစဉ်ဆောင်ရွက်ပေးထားပါတယ် Play Store မှာစောရံထွန်းဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ video application လေးကို download ဆဲကကြည့်ရှုအားပေးနောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာကြည့်ခုဆက်လက်ပြီးတော့ တောက်ကြသားနီးများတွေတဲရော့ကန်တဲ့ကကြမဖတ်ကြပေးလိုက်ပါပြီ။တောက်ကြသားနီးများကအခုဒီဖြတ်သန်းဝင်ရောက်လာတဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလနှစ်လတာလို့ခေါ်တဲ့ချိန်ကာလတော်အတွင်းမှာတဲရော့ကကလေဒီ22ရက်ထက်မှာအကောင်းဆုံးလို့ပြောလို့ရတဲ့ဒါနဘတ်7ကိုနေသူရင်ကတ်ဖို့ကြပါတယ်။တိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေနဲ့တို့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်လိမ့်အောင်မယ်လို့တွေ့ရပါတယ် ဒီကာလတွေမှာပျော်အောင်နေပါစိတ်ချမ်းသာအောင်နေပါစိတ်ဖြည်စည်းမှုတွေစိတ်မများပါနဲ့ရှင်လန်းတက်ကြနေဖို့လိုအပ်ပါတယ်အဲ့တော့မမြင်နိုင်တဲ့နေရာကကိုကိုကိုမသိနိုင်တဲ့အရာတွေကနေပြီးတော့အကူအညီကောင်းအဆောက်အအုံကောင်းနေပေးလာနိုင်တဲ့ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်ကိုရဲ့ဖုံးကံနေဖုံးတကူဩဇာအားနာတွေတိုးတက်အောင်မြင်လို့လာပါမယ်အဓိကအရေးကြီးဆုံးကတော့ကိုကိုကိုဒါယုံကြည်မှုအပြည့်ထည့်ထားပါ ကိုလုံးရင်ဖြစ်ကိုဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဘယ်လုံးပဲလုံးလုံးရေရတင်းတင်းလုံးပါချင်းသေးပါအောင်မြင်ပါလိမ့်မယ်ရေရရာကတော့ပေါ့ပေါ့ပါပါပါပဲခလေးငယ်လေးတွေကိုမုံဝဲကြွေးတာတော့မုံဝိုးပေးတာတော့ကစားစရာဝယ်ပေးတာတော့လုပ်ပေးပါကို့ကြောင့်ခလေးလေးတွေပျော်ပါလိကိုရဲ့ကံနေပူကောင်းလာလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့တော့အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင်ခင်ဗျာ like share လေးတွေနဲ့အားပေးခဲ့နိုင်ပါတယ်ခင်ဗျာ